ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဗိုက်တန်တောင်ကြီးမျိုးဆိုတော့ဟာမင်းတို့ဟိုသူတို့အန်နီအန်နီတော်ကြီးရယ်နော်သူတို့အကျန်တော်ကြီးရယ်နော်အဲ့ဒီတောင်ဝင်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုဆက်ပေါ့မလဲဆိုတော့တောင်တောင်စစ်တောင်းတရားပေါ့နော်စစ်တောင်းတရားဒီတန်တောင်ကြီးဘက်ကိုချိန်ထားတဲ့စစ်တောင်းတရားရှိတယ်အဲ့တန်တောင်ကြီးမျိုးပေါ့တန်တောင်ကြီးမျိုးဆိုတာကရင်ပြည်နယ်ထဲမှာရှိရယ်အဲ့ဒီကရင်ပြည်နယ်မှာရွာကြီးရှိတယ်ဗျတကယ်ရွာကြီးအဲ့ရွာကြီးကိုတက်မဟာ2ရက်တက်မဟာ3ရက်ပေါင်းပြီးတော့ အင်အားပေါ့နော်အင်အားတော်များများလောက်နဲ့အဲ့ဒီကျွာအင်ဂျီအားဖြင့်တထောင်ကျော်တယ်ပေါ့အင်ဂျီအားဖြင့်ထောင်ကျော်တဲ့ကျွာကြီးပါကျွာနာမည်ကတပြေညွန့်ကျွာလို့ခေါ်တယ်ဗျာသိလားအဲ့ဒီကျွာကိုဒလန်ကျွာဆိုပြီးတော့ PDF ရယ် KNU တပ်မဟာ2ရယ်3ရယ်ပေါင်းပြီးတော့လာတိုက်တယ်တတိုက်တဲ့ခါမှာတက်ကအင်အားရှိတာမှအယောက်60ကျော်အယောက်60ကျော်ရှိတယ်တက်ကရွာထိပ်မှာရှိတယ်အဲ့တော့ဒါတိုက်တဲ့အင်အားကတအားများတယ်เนาะတအားများတယ် ခုခံတဲ့အင်အားကလည်း60ကျော်ဒါတကယ်ဖြစ်ရတော့တကယ်ဖြစ်ရတယ်အခုကျွန်တော်ပြောနေရအောင်60ကျော်နဲ့ခုခံတိုက်ခိုက်တယ်မရက်တိတိခုခံတိုက်ခိုက်တယ်နောက်ဆုံးပဲအရာရှိကဟိုအရာရှိကငါကြံခဲ့မယ်ရေဘော်လို့မင်းတို့ပြန်လို့ဆိုပြီးတော့ပြန်ခိုင်းနေတယ်အမှရေဘော်တွေကပြောတယ်ဘုံအဘူကြီးပေါ့နော်ခင်ဗျားမပါဘဲနဲ့ကျွန်တော်မပြန်နိုင်ဘူးဆိုတော့အဲ့တော့နောက်ဆုံးပိတ်ပေါ့အဲ့တို့မဆုတ်ချင်မဲနဲ့ဆုတ်ခဲ့ရတော့ဆိုတော့ကျွန်တော်ကတို့မဆုတ်လို့ရှိရင်လေတို့ကရွာထိတ်မှာဖြစ်တဲ့စကားက အဲ့တော့ဘိုးကလက်နက်ကြီးတွေပြင်ရွာကိုရွာရွာညားမဲ့အစီအစဉ်ရှိတယ်ပေါ့နော်ရွာကိုညားတဲ့အတွက်ကြောင့်မို့လို့တက်ကအဲနောက်ဆုတ်ခဲ့တယ်နောက်ဆုတ်တဲ့ခါမှလည်းကြည်စံတွေအားလုံးကြည်စံတွေလက်နက်တွေအားလုံးကိုဘာစုဘာမှမထားခဲ့ပဲနဲ့ဆုတ်ခဲ့တယ်နှစ်ရက်တိတိခုခံခဲ့တယ်အဲစစ်ကူတောင်းတော့လည်းစစ်ကူကနှစ်ရက်တိတိမလာဘူးမလာတဲ့ခါမှတော့နောက်ဆုတ်ခဲ့တယ်ပေါ့ဗျာနော်နောက်ဆုတ်သွားပြီးတော့အာရရှိတဲ့အခုဆိုရင်ထိမ့်သိမ်းထားခံရတယ်ဖမ်းခံတာလို့ကြားသိရတယ်တဘောကဖမ်းတာမဟုတ်ဘူး တက်ကပြန်ဖမ်းလာเนาะနောက်ဆုတ်လာလို့ဆိုရင်ဖမ်းလိုက်တယ်အဲဖမ်းလိုက်တဲ့ခါမှာတော့အခုအရာကြီးကတော့အချုပ်ထဲမှာရောက်နေတယ်အဲ့တော့အဲ့ရွာကတော့ကြာသွားတယ်လို့ပြောလို့ရပါမိ့နောက်တစ်နေ့ရကြာတဲ့ခါမှာတက်ကဘက်ကလာတယ်ဒီစစ်ကူလာတဲ့ခါမှာတော့အခုအဲ့ရွာကတော့တက်ကပြန်ပြီးတော့ထိန်းထားနိုင်နေခဲ့ပြီအဲ့တော့ဆိုလိုချင်တာကအဲ့ဒီဘယ်လိုခေါ်မလဲ လေရင်လည်းလာဖြစ်တယ်လေရင်လာဖြစ်လေလည်းညာကုန်ရပါတယ်ဘာကြောင့်လဲဆိုတော့ညွာကလည်း1800လောက်ရှိတဲ့အင်ဂျင်1000ကျော်လောက်ရှိတဲ့ညွာကြီးကိုအဲ့ဒီညွာကိုတက်ကလည်းညာတဲ့အတွက်ကြောင့်မလို့ဘုံချတဲ့ခါမှာလည်းဘုံသေးချာမချပဲနဲ့ပြန်သွားတယ်အဲ့တော့ခံတိုက်ရတဲ့စစ်တီတွေကလည်းဟိုညွာကိုညှာတဲ့အတိုင်းတိုင်းရှိတဲ့အတွက်ကြောင့်မလို့ဟိုနောက်ဆုတ်သွားတယ်ဗျာနောက်ဆုတ်အဲ့ညွာကတော့ကျသွားတယ်ပေါ့ကျသွားစင်မဲ့လည်းအခုဆိုတော့အခုကတော့တက်ကပြန်ထိုင်ထားလိုက်ပြီပေါ့အဲ့တော့အဲ့ညွာကိုဒလန်ညွာဆိုပြီးတော့အဲ KNPDF တွေအကောင်လုံးကမီးရှို့တယ်ဗျမီးရှို့တော့ အဲရွာမီးလောင်လို့ပေါ့ဗျာနော်အဲ့တော့ဒီရွာနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့အခုသူတို့စစ်နောက်တနေရခုံပြီနော်ကျွန်တော်ပြောပြောပြပါနော်ခုံတဲ့နေရလေအခုကျွန်တော်လိုက်ကျွန်တော်ကမနေ့လိုက်ဖမ်းဒီနေရဖမ်းတော့ကိုပဲရောက်တော့ဟိုနေရဖမ်းတော့ဒီပဲရောက်အဲ့တော့အခုအဲတောင်ဘက်မှာဖမ်းကျွန်တော်ဖမ်းမိပါဒီဒီပုံလေးဖမ်းမိပြီနော်အဲဖမ်းမိတဲ့ခါမှာအဲတိုက်ဝဲရစားနေတခုချင်းတခုချင်းကျွန်တော်ပြောအခုကျွန်တော်တောင်မှာအခုဖြစ်တာနေမယ်စစ်ပွဲက3လုံးတော့ရှိပြီဗျာအဲ့တော့ အဲ့ဒီရွာကိုမိရှို့တယ်တဲ့ဒေသချင်းတွေကိုကျွန်တော်စုံစမ်းကြည့်တဲ့အခါမှာရွာတွေက PDF ကြီးဆိုးတဲ့ရွာတွေဖြစ်နေပြီတက်ကဘာမှမလုပ်ဘာမှမလုပ်ဘာမှမလုပ်တဲ့အခါကျတော့နောက်ဆုံးပိတ်တော့ရွာတွေက PDF စီမှာဒူးထောက်ရတော့တာပဲဘလောက်ကြီးပဲတိုင်းတန်းကို agent ချင်းချင်းဟာလာဘလောက်ကြီးပဲ PDF ကိုမုံမုံနောက်ဆုံးပိတ်တော့တဘုံစီမှာဒူးထောက်ရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်အဲ့ဒီရွာတွေအားလုံးကလည်း PDF တွေလွှမ်းမိုးထားတယ်အဲဒီတဘုံတွေလွှမ်းမိုးထားတဲ့ရွာတွေဖြစ်သွားပြီ ။အဲဆိုတစ်စက်တက်ရှိတဲ့ရွာနဲ့အာ PDF ရှိတဲ့ရွာနဲ့ဆိုမလားမကန်းနေဖြစ်နေတဲ့တိတံတော့မှအခွင့်ရရမတူဘူး။စက်တက်ရှိတဲ့ရွာတွေကအပြင်ထွက်လို့မရအောင်။အကောင်လုံးကပိတ်ဆို့ခံတာ။တဘုံရွာတွေနော်။တဘုံတွေရှိတော့အရက်တွေကကားတွေသွားလို့ရတယ်။ဆိုလိုချင်တာကအဲ့ကဈေးတယ်ဈေးဝယ်တွေသွားလို့ရတယ်။ဥမာရွှေတူးတဲ့အကွက်တွေပေါ့အဲ့မှာအဲရွှေထွက်တဲ့နေရာလေးရှိတယ်။အဲ့ရွှေထွက်တဲ့နေရာလေးကိုတဘုံကကြီးဆိုးထားတယ်။ PDF တွေကြီးဆိုးထားတယ်။အဲကြီးဆိုးတော့ ဲ့ဒီနေရာတွေကိုဈေးရောက်လို့ရှိရင်မြို့ပေါ်ကကားတွေကဓာတ်ရိုက်ပေါက်ပြီးတော့ရောင်းတာဗျ။ရောင်းတဲ့ခါမှာကောင်းကောင်းစားတော့ရတယ်ဗျာနော်။အဲတော့ပါတော့လည်းပဲစစ်တက်ရှိသောရွာတွေစစ်တက်ရှိသောဒေသတွေကတော့ PDF တွေ KNU တွေကပိတ်ဆို့ထားတဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့လေနဲ့အဲဒေါ်လာချမှတ်တိုင်းစားရတဲ့အခြေအနေမျိုးတွေရှိတယ်။အဲ့တော့ဒီအချင်းဒီစစ်ပွဲတွေကဘာလို့ထားရလဲပြောကျွန်တော်မေးရဦးမေးအောင်လားကျွန်တော်မေးမေးလို့လည်းမေးရတော့ပေါ့ဗျာဒီပုံကဘယ်လိုမေးလို့မေးရမှမသိတော့ဘူးနော် ဟုတ်လားအကျွန်တော်ပြောတာအရှင်းရင်းကြားလာအတန်တွေပါလေရောအဲဘယ်လိုခေါ်မလဲဆိုတော့အတန်ထက်တာတို့ဟိုနည်းနည်းလေးပေါ့မကြည်လင်နိုင်ပါရှိလားဘာကြောင့်ကျွန်တော်ဟိုအတန်တန်အောင်ဖြစ်ပါလဲဟိုမီးပေါ့မီးကိုတိုက်ရိုက် join တာလို့ဖြစ်လို့ရှိလားဖြစ်လားနည်းနည်းလေးကျွန်တော်ကိုနည်းနည်းစာလေးရေးပေးပါဦးနေစာလေးရောကျွန်တော်ကအကွန်မန်နဲ့ကြားရတယ်ကြည်ကြည်လေးနဲ့ကြားရလားပြီးတော့ဟိုကြည်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 မိသားတော့ရှိလား ုတ်တယ်တဲ့ကိုမောင်နဲ့ညီမတို့ရွာလည်းအဲ့ဒီလိုဖြစ်နေတယ်တဲ့နော်ဟုတ်လားကြားရနော်အားလုံးအဆင်ပြေအဲ့ဆိုလို့ရှိရင်ကျွန်တော်ဘာမှပြင်ကြရမှာမလို့နော်အဲ့တော့အရင်ဆိုရင်ပါလေနားထောင်နေသူတွေအနေနဲ့မသိမှဆိုလို့နော်ဟိုအဆင်ပြေမှဆိုလို့ပါအဲ့တော့ရွာလေး PDF စုံမထားတယ်စက်တက်ရှိတဲ့ရွာက PDF ပိတ်ဆို့ထားတယ်အဲ့တော့တပုံသွားမှုတဲ့ရွာတွေကစားရတောက်ရသွားရလာရတယ် စစ်တပ်လွှမ်းမိုးထားတဲ့ရွာတွေက airdrop လာမှစားရတယ်အဲ့တော့ဥမဲ online ဘာလို့ထားတာလဲဘာလို့ထားတာလဲအဲကျွန်တော်တို့မေးရမှာနော်ဘာလို့ထားလဲထင်လဲဒါနည်းနည်းလေးအေးအေးပေါ့နော်ဘာလို့ထားလဲထင်လဲကောင်မရေးတဲ့တောင်ငူဘက်ကပနေရရှိပြီလေကောင်မအာရှိပြီရှိပြီအခုကဟိုရင်ထဲဆိုတော့အခုဒီတလောတွင်းမှာတော်တော်ကျန်းနေတာပါနော်ငတ်နေပါလေနော်ဟုတ်ပါလေတော့ကြားရပါလေနော်အဲ့တော့ အာလုံးဝပေါ့အာစစ်တက်ရှိတဲ့အရက်တွေကတော့အဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ဒါအထက်လူကြီးတွေရဲ့စီမံခုတ်ကဲမှုညံဖျင်းလို့ပြောရင်မှားမလားဗျာနော်ညီရေတဲ့မှန်တင်ပေးပါတဲ့ဟုတ်ကဲ့ပါနတ်ဆက်ကကိုတိုင်ကသဘုံအားပေးဖြစ်နေတာအေးပေါ့သဘုံအားပေးဖြစ်နေလားမဖြစ်နေလားဆိုတော့သူတို့ကိုတိုင်ပဲသိတော့မှာဗျာနော်အခုလောတော့ဟုတ်တယ်သဘုံကတော့အားရှိနေအမှန်ပဲရွှေလုတ်ကွက်လည်းသူတို့ပိုင်ထားတယ်ဗျာနော်အဲသူတို့စီကိုရိတ်ခါဆိုလို့ရှိရင်သူတို့စီကိုရောက်တယ်ဗျာနော်အဲမြို့ကဈေးကလည်းဒါရိုက်ရောင်းလို့ရတယ်ဗျာနော် အဲဘလူးမစစ်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 ဘာညာမရှိဘူးနော်အဲ့တော့တပုံတို့ကအရန်ပြော်ဖို့ကောင်းတဲ့နိုင်ငံဖြစ်တယ်တပုံကိုပြော်အောင်များထားနေတာမပြော်မှဆိုးလို့လာမလို့နော်တပုံနေတဲ့ကြောင့်လေးနေထမင်းညက်ကောင်မှဆိုပါလေဟုတ်လားနော်အဲ့တော့ထားပါအေးအဲ့တော့အခုစစ်ပွဲကကျွန်တော်သုံးပွဲထိပြီကျွန်တော်ပြောတာပါနော်အေးဟုတ်ပြီကျွန်တော်အာဘကိုတိုင်းရှေ့ချမ်းကနေပြီးတော့ကြော်ရမယ်ကြော်ပြီးတော့ကျွန်တော်တို့ပမော်သွားကြဆိုသွားကြမှာပမော် ။ဦးမင်းအောင်လိုင်းနဲ့အချိန်ဆပြီးတိုက်တယ်လို့ပဲတဲ့နော်။တစ်ချိန်ရောက်ရင်တော့တော်လန်ရေးစစ်ပန်းနိုင်တယ်။စစ်ပန်းမပန်းတော့မသိဘူး။တော်လန်ရေးကပျော်ပူပျော်ဖို့ကောင်းနေတယ်နော်။အဲဒီတဘောဝတ္တန်ဇာတာထွက်တဲ့နေရာလေးဆိုလို့ရှိရင်တဘုံတွေပဲရတာလားဟာပျော်ဖို့ကောင်းတာပေါ့ဗျာတဘုံလုံးပဲလှုပ်ရှားလို့မမြန်မာနိုင်ငံမှာအလုပ်ပဲလှုပ်ရှားလို့မလဲနော်ရန်ကုန်မြို့မှာတခါလေခင်ဗျားတို့နှစ်ခုကချွေချီမကြအောင်ရှာနော်သိန်းတစ်ထောင်ပြည့်ဖို့ဆိုတာမရဘူးသိန်းတရာလောက်မှမလွယ်ဘူးတဘုံသွားလှုပ်ရှားလို့ရှိရင်နော်ဟို အခုချိန်မှာလဲတဘောဝတင်ရဇာတာတွေနော်တင်ရဇာတာတွေဖြစ်တဲ့ရွှေတူးမလားပရင်တူးမလားနော်ကြောက်တူးမလားမိုးကုတ်မှာဆိုလို့ရှိရင်အခုဆိုရင်ဒါခါလဲကြောက်တူးစားမလားဆိုတဲ့ပုံစံမျိုးတွေဖြစ်လာကြောက်တူးမှာဗဒညာထွက်တာတွေသိလားအဲတခိုးမလားဟာဂိတ်ဂိတ်ကောက်မလားနော်ငွေရေးစေဝါရောင်းစားမလားတဘုံတွေတအားပြောင်းထားတဲ့နိုင်ငံတွေမှာကျွန်တော်နိုင်ငံရှေ့ဆုံးအောင်ပါတယ်ဗျာသိလားနော် ။ဘူမဲအွန်လိုင်းနေရာကိုကိုမောင်တရက်လောက်နေကြည့်ပါလားဗျာ။ဟာကိုမောင်တရက်လောက်နေကြည့်လို့ရှိရင်တရက်မို့ကိုမောင်သားလေးဒီပေါ့မြန်မာနိုင်ငံကိုအုပ်ချုပ်ခွင့်ရမယ်ဆိုရင်လေကျွန်တော်ဒီလိုခေါင်းမဆိုလို့ရှိရင်မြန်မာနိုင်ငံချက်ချင်းလည်းငင်းတခုံလို့ပြောင်းလဲသွားမှာလား။အကောင်းကပြောင်းလဲဖို့မျှော်လင့်ရမှာပေါ့နော်။အဲ့တော့ဟုတ်ပြီ။အဲ့တဘုံကိုပြောင်းထားတဲ့နိုင်ငံဖြစ်တယ်။အဲရွှေတူးလေးကွက်တယ်သူတို့ပိုင်၊ရေနံတူးကွက်လည်းသူတို့ပိုင်ဟုတ်လား။ရွှေမော်လည်းသူတို့ပိုင်။အဲ့တခါတည်းဒီအဲ့တော့ခင်ဗျားတို့မြန်မာပြည်မှာမြို့တွေမှာ ဘာလို့စားမှာဘာလို့စားမှာသဘုံသွားလို့ပါတော့ပြေဖို့ကောင်းတယ်ဘာဖြစ်လို့ဟိုမှာဟိုယူသားလို့စားဘယ်တော့မှမြန်မာပြည်ပါမကြည့်ပါဘူးသဘုံနဲ့ပေါင်းရင်ပေါင်းမပေါင်းရင်သဘုံလို့စားညီအောင်အစင်တည်တဲ့နိုင်ငံပြသိလားအဲ့ကြောင့်မို့ KIA ရင်ဘယ်တော့မှငိမ့်မငိမ့်ချမ်းကျင်တာ NCA ပဲပြပြနိုင်ငံပဲပြပြသူတို့မရှိဘူးဘာကြောင့်လဲဆိုတော့ပေးနေလို့ရှိရင်ဟိုပြည်သူလူထုကိုမျှနေရမယ်အခုကအဲတော်လိုင်းကြီးလုံမိတာကွာဆိုပြီးတော့နော်မြေရှားတတ်တူပဲတိတိဟာတခါလဲသဘာဝတရားစာတာကြောက်အကုန်လုံးကို အကုန်လုံးကတို့တော့ကြီးအုပ်ပြီးရနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ငငယ်ဆွဲဝိုင်းနေပါလေစိတ်ဝင်စားဦးခင်ဗျားတို့ကားလေးဘုံလုံးကတော့ကားလေး၁၀စီးဟာကားစီး၁၀၀လောက်ကိုပါမစ်ပေးလိုက်လို့ရှိရင်လက်နက်ကင်ကြီးကပျော်သွားတာ KIA ကပျော်ငါတို့မပျော်ဘူးလေမင်းတို့၁၀စီးထက်ငါတို့ကကြောက်ဝဲယူမှာပေါ့ကွာမြန်မာတနိုင်ငံလုံးရဲ့ဒီ GDP တဝက်လောက်ကတို့နိုင်ငံတို့ချင်းပြည်ကချင်ပြည်နဲ့ထွက်တာလေတဲ့ဆိုတော့အဲ့တော့ အဲတိုင်းသားလက်နက်ကင်တွေပေါ့နော်တိုင်းသားလက်နက်ကင်အမိခံထားတဲ့ဒီစစ်ဗီယံစစ်ဗီယံအုပ်စုတွေဘာကြောင့်မလို့သပွဲဝိုင်းပေါ်မရောက်လာလဲဆိုလို့ရှိရင်တော့ရှင်းပါလေတယံဇာတအရန်ထွက်တဲ့နေမြေတယံဇာတရဲ့ချိန်သာပြန်မိပြီးတော့ဒီသဘုံတွေကတယံဇာတကိုထုတ်စားနေတဲ့ပုံစံမျိုးဖြစ်နေပြီလေပျော်နေရပြီအဲ့တော့သဘုံလို့တော့အရန်ပျော်ပါလေစစ်တပ်စစ်သားလို့အရန်ပင်ပန်းပါလေနော်အခုချိန်ဒီမှာအဲ့တော့ဟောမစ္စတာ ဟုတ်ပြီအဲ့တော့ဒါကအခြေအနေပေါ့ဗျာနော်အဲကျွန်တော်ဗမောအကြောင်းဆန္ဒကပြောကြောက်မိတာလေနော်အာဗမောအခြေအနေမင်းလုပ်လေးတပုံနဲ့အဲဟုတ်တယ်တပုံကအခုလည်းပြောတပုံတော့အမှအခုဥမင်းအွန်လိုင်းရှိရင်တပုံတော့မလို့ဖြစ်နေဘာကြောင့်တပုံကကြီးပွားနေတာပေါ့နော်အဲ့တော့အဲဗမောအခြေအနေကျွန်တော်ပြောရအောင်ဗမောကျွန်တော်ဆန္ဒပြောဆိုဥမင်းအွန်လိုင်းတော်တာမတော်တာကြိုက်တာမကြိုက်တာအပါထား အဲစစ်သားတွေအကောင်ကိုကျွန်တော်တို့ကတင်ကြုံပြီးပြောလို့မရဘူးစစ်တပ်မှာတကယ်တော်တဲ့အဲစစ်တီတွေအများကြီးရှိသလိုစစ်ကောင်းဆောင်တွေအများကြီးရှိတယ်နော်ဗမော်ဗမော်အခြေအနေဆိုလို့ရှိရင်တကယ်ကိုတကယ်ကိုလေးစားဖို့ကောင်းပါတယ်အခုနောက်ဆုံးရရှိတဲ့သတင်းပေါ့နော်ကျွန်တော်ပြောပါမယ်25ရက်28ရက်ဒီမှာလေနော်အဲတပုံကြာဆုံးနေရရှိမှုဆိုလို့ရှိရင်20နဲ့3ရောက်လို့ပြောလို့ရတယ်ပေါ့နော်23ရောက်ကြာဆုံးနေတဲ့ လက်နက်အပြည့်22လက်ရတယ်ပေါ့ဗျာနော်အဲ့ဒါကအခုနောက်ဆုံးနောက်ဆုံးရရှိရတဲ့သတင်းပါခင်ဗျာနော်အဲ့တော့နောက်ထပ်အဲမင်းချောင်းကုန်းနဲ့ဘာမှမရှိတယ်အဲ့ဒါကိုနေနေရှင်းလင်းလိုက်တဲ့အခါမှာတပုံအလောင်းအတို့ကလည်းကွာနေရာတိုင်းလိုက်တိုက်တဲ့အခါကျတော့တို့ကတို့ရဲ့ဒီကြာဆုံးနေနေရာတိုင်းမှာကြံနေတာဟုတ်အလောင်းကနော်နေရာတိုင်းမှာကြံနေတဲ့ပုံစံမျိုးရှိတယ်အဲ့တော့အဲမင်းချောင်းကုန်းမှာနေနေသွားရှင်းလင်းတဲ့အခါမှာခုနှစ်လောင်းနဲ့ တနက်ငါးလဲရခဲ့တယ်အဲ့တော့ဗမော်ကတော့သူတို့ချက်ချွတ်ကြီးလို့ဖြစ်နေပြီသူတို့တော်တော်ကိုကြောက်နေကြပါစစ်တပ်ကိုစစ်တပ်ကလည်းဗမော်စစ်တပ်ကတော့အဲဗမော်ကတက်တွေကတော့ပြောထားတယ်ပို့ပြီးတော့ပဲရလက်ကောင်းလာလို့ရှိတယ်နော်ညီကိုမောင်နှမများ KIA ကိုပြောလိုက်မယ် KIA ခင်ဗျားတို့အကိုမကိုတီးပြီးတော့ကိုစုရက်ကိုကိုပြန်ရင်တိတ်ကိုကောင်းလိုက်မယ်အဲကိုစုရက်ကိုကိုမပြန်ဘူးဆိုလို့ရှိရင်တော့ရှေ့လျှောက် KIA ကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်မပြောဘူး ongoing ဖြစ်စဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လေ့လာသုံးသပ်ကြည့်တယ်ဘာတွေဘာတွေဖြစ်လာနိုင်တယ်ဘာတွေဘာတွေထွက်လာနိုင်တယ်ဆိုတော့ကိုကျွန်တော်ကြည့်တယ်အဲ့တော့ကျွန်တော်ပြောဘူးအဲတော့ပါတော့လဲ PDF ညီကိုမောင်နှမများမင်းတို့ KIA ကမင်းတို့တခါသုံးလိုမျိုးကွန်တုံးလိုသဘောထားပြီးအသုံးချနေကြအောင်သတိထားပါတိတ်မကြောင်ရင်စစ်တပ်လည်းညမှာမဟုတ်တော့ဘူးဒီထက်ပိုကောင်းသောပိုထိရောက်သောဆောင်ရွက်ချက်တွေကိုဆောင်ရွက်လာတာဖြစ်တယ်အဲ့တော့ အဲ KIA เนาะတော်တော်သူတို့ကြခုတ်ကြခဲသူတို့နောက်ပိုင်းတက်ရမှာပါเนาะအခုအခုလည်းကြခုတ်ကြခဲပါတော်တော်ဒုက္ခရောက်နေเนาะအဲ့တော့မမောအချင်းနေအမ်ပြောရမဆိုရင်အကောင်လုံးကောင်းတယ်เนาะအာဒီပေါ့လောင်းလနဲ့ရလောင်းလနဲ့ရရှိမှုတွေလည်းတော်တော်လေးရတယ်နောက်ပိုင်း reinforcement လို့ခေါ်တဲ့ဒီ backup လုပ်မှုတွေเนาะ အထောက်ပံ့နေကလည်းနောက်ဆိုဒီထက်ပိုပြီးကောင်းလာတော့မှာဖြစ်တယ်စစ်တပ်ကလည်းအကောင်းဆုံးနီးလန်းတွေကိုရှာဖွေလာပြီခင်ဗျားတို့စစ်တပ်လေဒီပေါ်လာတဲ့ချိန်မှာသဘုံတွေတော်တော်များများပြာပြာနာတိပြာတာပေါ့နော်ပြာထွက်သွားသလိုပဲစစ်တပ်လေဒီထက်ကောင်းသောနော်စစ်တပ်လေဒီရဲ့ကောင်းသောပိုပြီးထီရောက်သောအရာတွေရောက်လာပါတော့မယ်နော်အဲဒီဘက်ကြောင့်မလို့တော့ခင်ဗျားတို့တတိကြီးကြီးထားမယ်အချက်အစဉ်ကိုရောက်သွားပြီအဲဒါဗမာမာဒီအားလုံးကိုအားလုံးတော့ ိုအဝိုင်းခံတဲ့တက်တွေအားလုံးပြောနေတာအာတင်နာပါနော်အခုဝိုင်းခံနေရတယ်အာတင်နာပါတိတ်မကြခင်မှာပိုကောင်းတဲ့စီရေးဆောင်ရွက်ချက်တွေလာပါမယ်ခင်ဗျာနော်အဲ့ဒါလေးကိုကျွန်တော်ပြောပြခြင်းနဲ့အဲ့တော့ဘမောင်နဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာပဲအဲဒီပြောကြခြင်းလေးကိုခဏ